မင်္ဂလာပါကျွန်တော်ကအခု တောင်ကြီးကိုရောက်နေတယ်ကျွန်တော်မိတ်ဆွေတွေကိုဒီနေ့အရန်ကိုလှပတဲ့အိမ်လေးတစ်လုံးစီကိုကျွန်တော်ဒီနေ့ခေါ်ပါမယ်ဒီမှာကျွန်တော်တို့ဒီ mainland ကဒါကျွန်တော်တို့ခေမာယာမ mainland မကြီးဖြစ်တယ်ဒီ mainland မကြီးတရှိနေနေရကဒါကျွန်တော်တို့တောင်ကြီးမြို့နယ်မြေတက်ကံကြီးရွက်ကွက်မှာရှိပါတယ်ခင်ဗျာဒီလိုပလဲလန်းနဲ့ခေမာယာမ land down မှာရှိတယ်အခုမြင်တွေ့နေရတဲ့ မော်ဒယ်ဟောက်စ်အင်္ဂလိပ်တလုံးကိုကျွန်တော်ကဒီနေ့ရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျကဲကျွန်တော်မိတ်ဆွေများအားလုံးမိုက်ဆော့ခကျွန်တော်ကတော့ပြုံးလင်းမြို့မှာရှိတဲ့ခိုင်မသေးချာမှန်ကန်တဲ့မြေလေးတွေနဲ့အင်္ဂလိပ်တွေကိုပဲအဓိကရောင်းချပေးနေတယ်ဒေါက်တာဆိုးဖို့ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကအခုတောင်ကြီးမြို့မှာရှိတဲ့အရန်ကိုလှပတယ်ဒီလိုလေး view ရောအရန်လာတဲ့အင်္ဂလိပ်တလုံးကိုဒီနေ့ကျွန်တော်ကကျွန်တော်မိတ်ဆွေတွေကိုတည်တည်ချာချာလေးရကူပေးခြင်းဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်ကြောက်ရမလားကဲအဲ့တော့ဒီလေးတရှိနေရာကိုကျွန်တော်ထပ်ပြောပေးမယ်ဒီလေးတရှိတဲ့နေရာကဒါကျွန်တော်တို့တောင်ကြီးမြို့နေမြစ်တကျွန်တော်တို့ကကံကြီးထဲမှာရှိတယ်ပြီးတော့ခေမာယာမလမ်းနဲ့ပလဲလမ်းတောင်းမှာရှိတဲ့အင်္ဂလိပ်တလုံးဖြစ်ပါတယ်ခင်ဗျာခြံရဲ့အကျယ်ကပေ40ပတ်ချလည်းဖြစ်ပြီးတော့မှအင်္ဂလိပ်ရဲ့အကျယ်ကကျွန်တော်22ပေ23ပေဖြစ်တယ်ဖွဲ့စည်းမှုလေးရလဲကြစ်ကြစ်လစ်လစ်နဲ့အရန်ကောင်းနေပိုင်ဆိုင်မှုအားကောင်းတဲ့ဒါကျွန်တော်တို့မြို့မြေအမျိုးအစားလေးဖြစ်တဲ့ဂရံလေးဆက်သွားလို့ရနိုင်တယ်အဲ့တော့ နောက်တစ်ခုကဒီလိုအေဂျင့်အတာယာစိတ်ငြိမ်လာတဲ့ရက်ွက်အတွက်မှာတရှိတဲ့အင်္ဂလိပ်တလုံးဖြစ်တဲ့အလှည့်ရတော့အရှိလေဖြစ်ပါတယ်ခင်ဗျာခေါ်ထားတဲ့ဈေးနှုန်းကတော့တိတ်9000နဲ့900ကိုကျွန်တော်ညှိနှိုင်းပြီးတော့ရောင်းချပေးမှာဖြစ်ပါတယ်ကဲ channel မှာလည်းဒါကျွန်တော်ဒီလိုဝင်ဝင်ချင်းဒီလိုကပကင်လေးတေးသေးချာချာလေးကားလေးရက်လာလို့ရအောင်ဒါကျွန်တော်တို့ဖန်တီးပေးထားတယ်ပြီးတော့အပြင်မှာလည်းဒီလို common ပေါ့နော်အများဆုံးရေချိုးကိုင်းတာရှိတယ်ပြီးတော့ဒီဘက် secondary door ကလည်း secondary door နဲ့လည်းပေါ့နော်ဒါကျွန်တော်တို့ ိမ်ထဲကိုလည်းဝင်လို့ရတယ်ကဲဒါဆိုရင်ဒီဘက်အချမ်းပါလေဒါကျွန်တော်နောက်ပိုင်းဒူရီဆိုင်ကယ်လေးတွေပါလေးတွေလည်းထားလို့ရတယ်ပြီးတော့ဒီအိမ်လေးကလေအသင်းတက်နေုံဖြစ်အောင်ဒါကျွန်တော်တို့တေသေးချာလေးဖန်တီးပေးတာကိုတွေ့မြင်ရမယ်ပြီးတော့လုံခြုံရေးအရာလည်းဒီလိုဘရိတ်ဆူးချိုးတွေလည်းတက်ဆင်ပေးထားတယ်အုတ်တန်းကိုလည်းအမြင်ကြီးတွေလည်းကာရန်ထားတဲ့အပြုံမှအုတ်တန်းနေရာလေးကျွန်တော်တို့ခိုင်ခိုင်ခန့်ခန့်နဲ့ဒူးတဲ့ကောင်းကောင်းနဲ့တသေးချာကိုကျွန်တော်ကာရန်ထားတော့လည်းတွေ့မြင်မှာဖြစ်ပါတယ်ခင်ဗျာအိမ်ထဲဝင်ကြည့်ကြစို့ ဒီရင်လေးကလေနူးနူးထွေးထွေးကြက်ကြက်လေးလေးနဲ့တတိတိချာချာဖွဲ့စည်းထားတာကိုကျွန်တော်ကဒီရင်လေးဝင်ဝင်ချင်းမှာခံစားမိတယ်ကျွန်တော်တို့ကဒါဝင် main door ကနေဝင်ချင်းမှာဒီလိုလေးဧကန်လေးနဲ့ချန်ကင်းဒီလိုကြွေပြားအကြီးနေလဲကျွန်တော်ခင်းထားတယ်ပြီးတော့ဒီဘက်ထပ်มาဆိုရင်လေဒါကျွန်တော်တို့ဒီလို slide door လေးနဲ့မိဖို့ခန်းလေးကိုဒါကျွန်တော်တို့ဖန်တီးပြထားတော့တွေ့နေရမယ်လားကျွန်တော်ပြမယ် ကျွန်တော်ရဲ့အင်ရှင်မတွေအကြဒီလိုလေးတည်တည်ချာချာစီမံပြင်ဆင်ချက်ပြုတ်လို့ရအောင်ဒီလိုလေးဘေးစင်လေးတွေဟောဒီလိုဘလက်ခုံတွေဟောဒီလိုချက်ပြုတ်လို့ရအောင်လည်းပြင်ဆင်ပြီးတော့တွေ့မြင်ရမယ်ပြီးတော့ဒီဘက်အချမ်းပါဆိုရင်ဒါကျွန်တော်တို့အဝိရှော်ဆက်ဒီပါလေးထားဖို့အတွက်လည်းဒါဒီလိုလေး partition လေးနဲ့လုံးဝအတက်ရက်လေးပြင်ဆင်တော့တွေ့ရမယ်ဒါတော့အပြင်ကိုဒီလိုလေးထွက်လို့ရတယ်ကဲဒါဆိုရင်ဒီအင်းရဲ့ပထမတက်မှာဒါကျွန်တော်မာစာဘက်တော့အိတ်ခန်းလေးတစ်ခန်းလေးရှိသေးတယ်ဒီပါ ီခန်းလေးကတော့ဒါကြောင့်ပထမတက်မှာပါဝင်တဲ့အိတ်ခန်းလေးတစ်ခန်းဖြစ်တယ်။မျက်နှာကျအားလည်းမြင့်နေပြီးတော့ဒီလိုလေးကိုရီးယားရေစိုးကပါကေးလေးတခြားလေးခင်းပေးထားတယ်။ရေချိုးကအိမ်သားဒီဘက်မှာပြီးတော့လေအလင်းရောင်အားလည်းရရမ်းမိုက်တယ်။ကဲဒါဆိုရင်ကျွန်တော်တို့အပေါ်တက်ကြည့်။ရှောင်းဝဲဆောင်လေးနဲ့ အင်းလေးသားတယောက်ရယ်မင်းမျိုးသားပါကျွန်တော်ကကျွန်တော်တို့ဒီအင်းလေးရဲ့ဒုတိယထပ်မှာဆိုရင်ဒါကျွန်တော်ရဲ့ဘယ်ဘက်အချမ်းမှာဒါအခန်းလေးနှစ်ခန်းရှိသေးတယ်။ပြီးတော့ဒီနေရာကဒါကျွန်တော်နောက်ထပ်ဧည့်သည်တွေကိုဧည့်ခံလို့ရတယ်။ဒီလိုလေးလက်ကလေးရဲ့စင်းစင်းချက်မှာဒီလိုလေးဂန်စရုံးလေးအသေးလေးရှိပြီ။ဟွန်းချက်စရာလေး။အရင်ဆုံးကျွန်တော်အိတ်ခန်းနဲ့ခေါ်သွားပေးမယ်။ဒီခန်းအခန်းလေးကလေလေနူးနူးထွေးထွေးကြည်ကြည်လေးလေးနဲ့တကယ်ကိုချက်စရာလေးမိသားစု နော်လူတူတူလေးနေလို့ရအောင်တခြားလေးတိစောက်ပြရအောင်ကျွန်တော်ခံစားမိတယ်ခံစားရတယ်ပြီးတော့ကျွန်တော်ဒါမျက်နှာချက်ကလည်းမြင့်နေကိုရီးယားဂျေဆိုကပါကီးရီကိုဒီလိုလေးဖိဖိညံ့ညံ့နဲ့တိတ်တိတ်ချာချာလေးကျွန်တော်ကခင်ချင်းမိထားကိုတွေ့မြင်ရတယ်မီကလုတ်တွေကစား quality ကောင်းကောင်းလေးကိုလည်းသုံးထားတာတွေ့ရတယ်ပြီးတော့လေဝင်လေးထွက်အောင်အလင်းရောက်အောင်ကောင်းကောင်းရတယ်ပြီးတော့ဒီလိုစာကြည့်မီလေးတွေကစားအကုန်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့နောက်ထပ်အခန်းတစ်ခန်းကိုကျွန်တော်ခေါ်သားပြပေးမယ်ဒီမှာ တတရားမြောက်မာစတာဘန်တော့အခန်းကြီးကြတခန်းဖြစ်ပါတယ်ခင်ဗျာချိန်ပဲအကုန်ပြည့်စုံတယ်သုံးထားတဲ့ကာလာလေးတွေကလည်းလုံးဝဖြူကောင်းလေးငြိမ်းနေရမယ်ပြီးတော့ကျွန်တော်တို့ကအဲကွန်းတွေတက်ဆင်ဖို့တော့လည်းဒီလိုပလက်ပေါက်တွေကစားအသေးစိတ်တိတိချာချာစီမံတိဆောက်ထားအောင်လည်းတွေ့ရတယ်ပြီးတော့ဒါကျွန်တော်တို့ဒီအင်းလေးရဲ့ဒီထက်လေးမှာပေါ့နော်ဒါဝရဏာလေးကြီးလည်းပါသေးတယ်လာကျွန်တော်ဒီဘက်ကိုပြအင်း ီမနာတိမှာလည်းဒါကျွန်တော်တို့ကျွန်တော်လူငယ်တွေအေးစစ်အနားယူမလားဒါမှမဟုတ်အပြင်ရှုခွင့်ကိုကြည့်မလားအကုန်အစဉ်ပြည်ဒါမှမဟုတ်ဆိုတော့ဒီမှာဥပဒေပါတွေလမ်းမလားလုံးဝကိုလုံလုံလောက်လောက်နဲ့တသေးချာချာလေးဖြစ်အောင်ကျွန်တော်တို့ဖန်တီးပေးထားတာကိုတွေ့မြင်ရတယ်။ပြီးတော့ဒီအရှိတ်ဘက်မှာလည်းဒီလိုမှန်ဝရဏကြကြလေးတစ်ခုပါသေးတယ်။လှည့်ရန်လေးတွေဆိုတွေ့တာဒီလိုအလူမီနီယံမှန်လေးတွေနဲ့တိတိချာချာ modernize ပုံစံဖြစ်အောင်လည်းကျွန်တော်တို့ဒီလိုလေးတိစောက်ပေးထားတာကိုတွေ့ရတယ်။ဒီလမ်းမကြီးရဲ့ မေးတယ်ဒီလိုလေးအရှိအလဲဆိုတဲ့ခါကျတော့တတော်မိုက်တယ်ကဲဒါဆိုရင်ကျွန်တော်တို့အပေါ်တက်ကြည့်လေသားလေးတွေလက်ရန်တွေကိုလည်းဒါကျွန်တော်အခုနောက်ပိုင်းသက်သားလေးတွေနဲ့ဒီလိုတံပန်းလေးတွေနဲ့အလားစင်တာတွေတွေ့ရတယ်ပြီးတော့ဆွဲထားတဲ့မီဒီဇိုင်းလေးကလည်းလုံးဝ model ပုံစံလေးအရင်မိုက်တယ်ဒီနေရာမှာကို လေးဝင်လေးထွက်အားနဲ့အလေးအောင်အောင်တော်တော်ကိုရတယ်ဒီပါ လိုက်တယ်ကျွန်တော်သာဆိုဒီမှာလိုက်ကအကြီးချလိုက်မယ်အရန်ကိုခန်းထားတဲ့အင်္ဂလိပ်တလုံးဖြစ်မယ်လို့ကျွန်တော်ကယုံကြည်တယ်ပြီးတော့နောက်ထပ်ဒီအင်ရဲ့ဒါတက်ရတက်မှာဆိုရင်ဒီနေရာလေးကဖျားကန်းကြည်ကြည်တခန်းဖြစ်ပါတယ်ခင်ဗျာဖျားကန်းလည်းအကျယ်ကြီးပဲအဲ့တော့ကျွန်တော်တို့ဖျားကန်းမဲ့ပြည်လို့မလားသုံးဖို့ဒီနေရာလေးမှာမိသားစု TV ကြည့်ဖို့အတွက်အနာယူလို့ပြရတယ်ね. Relaxing area လည်းပြပြလို့မြန်အရန်ကိုအဆင်ပြေတယ်။ပြီးတော့လေကျွန်တော်တို့ တောင်ကြီးမြို့ရဲ့အလှဒီကျွန်တော်ဒါရှမ်းကွင်းလို့ခေါ်တဲ့ကန်ကြီးရဲ့အလှကိုမြင်တွေ့လို့ရနိုင်တဲ့နေရာလေးတနေရာလေဒီလိုဝန်နာကြကြဲလေးကိုလို့ဒါဖန်တီးပစ်ထားတော့လေတွေ့မြင်ရမယ်။အိုးမာတွေ့လားတောင်ကုန်းတောင်နဲ့အလှတွေရောဒီမှာ city view ရော mountain view ရောအကုန်ကိုမြင်ရတယ်အရန်ကိုလှပပြီးတော့မှတိုက်လာတဲ့လေတွေရောအေးဆက်ငိမ့်သက်ပြီးတော့မှတော်တော်လေးကိုပြပြည့်စုံတဲ့အိမ်လေးတလုံးလို့ကျွန်တော်ကတော့တင်စားခြင်းတယ်ဒီမှာလဲဒါကျတော့ကြောင်းလင်လေကားလေးနဲ့နောက်ထပ် ပဝန်းကျင်အလောက်နေတွေ့လို့ရနိုင်တဲ့ relaxing area တခုလည်းပါသေးတယ်။တွားပြီးဆက်စုကြည့်ရအောင်။ကြိုက်လိုက်တာသဘောကျလိုက်တာအာမိုက်တယ်ဒီမှာကျွန်တော်တို့ဒါအနီးနားမှာဆိုလဲဒီလိုပတ်ဝန်းကျင်ကောင်းတဲ့အင်ဂျင်အင်ကောင်မြန်မြန်သာရှိတယ်လက်မဆက်သွေးလည်းအရန်ကောင်းတယ်ပြီးတော့တောင်ကြီးရဲ့ feeling တောင်ကြီး vibe ကိုအပြည့်အဝရရှိတဲ့နေရာလေးတင်နေဖြစ်တယ်တောင်ကုန်းတောင်နဲ့အလှတွေရောဒီလို city view တွေရောအကုန်ကုန်မြင်ရတယ်အဲ့တော့ကျွန်တော်ကလေ ဒီရင်လေးကိုလေတိတ်9000နဲ့900နဲ့ကျွန်တော်ရောင်းဖွင့်ပြီးညှိနှိုင်းစင်းနဲ့ပဲရောင်းချပေးမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်မိတ်ဆွေများဒီရင်လေးကိုကျွန်တော်ဒါစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ကိုဆက်သွယ်မေးမြန်းဖို့အတွက်ကျွန်တော်ကတော့ welcome ပေးလိုက်ချင်ပါတယ်ခင်ဗျာကဲကျွန်တော်မိတ်ဆွေများအားလုံး Minds on Cup